ရန်ကုန်လဲခုမြို့နယ်တွေကစာဘူးရုံးကြီးရွာကဒေသခံတရားကျော်ဟာသူတို့ပိုင် ရာဘာပြင်တွေမိရှုခံရတာကြောင့်ဗိုလ်ကြီးဝေဖြိုးအောင်ကိုမတ်လ29ရက်နေ့မှာဆန္ဒပြခဲ့ပါတယ်။စာဘူးရုံးကြီးရွာတွေကဒေသခံမျိုးတွေကိုစစ်တပ်ပိုင်မျိုးဖြစ်1995မှာတည်ယူခဲ့ပြီးအဲ့ဒီမျိုးလွတ်မြေရိုင်းတွေပေါ်အစိုးရစီခွင့်ပြုချက်တောင်းပြီးရာဘာပြင်၄000ကျော်စိုက်ပျိုးခဲ့တာကိုစစ်တပ်ပိုင်ရာဘာကျန်တာဝန်ခံဖြစ်ပြောင်းရွှေ့လာတဲ့ဗိုလ်ကြီးဝေဖြိုးအောင်က ဖေဖော်ဝါရီ၈ရက်နေ့မှာမိရှုဖြက်စီးခဲ့တယ်လို့ဆိုပါရယ်။စစ်တပ်ကသိမ်းပြီးစီမံကိန်းအကောင်အထည်မဖော်ဘဲပြစ်ထားတာကြောင့်အငင်းပေါ်မှုတွေဖြစ်နေတဲ့ဒီချမ်းမြေတွေဟာရေရဥတွေတည်ရအစိုးရကပိုင်ဆိုင်သွားတယ်လို့ဒေတာကန်တွေကဆိုပြီးစိုက်ပျိုးထားတာနနစ်သက်တမ်းရှိတဲ့ရာဘာပင်တွေကိုဖြက်စီးမှုကြေးရွာနေပြည်သူတွေကိုဥရိမဲ့ခိုင်းစေမှုငွေတောင်းခံမှုအနိုင်ကျင့်မှုတွေရှိနေတာကြောင့်ဆန္ဒပြတာလို့ဆိုပါရယ်။ကျွန်တော်တန်းဒေတာကိုရေရွာကျွန်တော်တင်လိုက်တယ်တင်လိုက်တော့ ီမျိုးစီစစ်တိုင်းထွာပြီးတော့လုံးနိုင်တဲ့အခြေအနေပိုင်းညာပြန်လည်တင်ပြဖို့ဆိုတော့စီစစ်မေးကိုချပီးလိုက်တယ်ချပီးလိုက်တော့မြို့နယ်မြေစင်းလက်ဦးမြို့နယ်မြေစင်းကိုရောက်တယ်အဲ့တော့ကျွန်တော်တို့ကဒီမှာစီစစ်ခန့်စီစစ်တဲ့အချိန်မှာကျွန်တော်တို့စိုက်ပျိုးလုပ်ကင်ပြီးသားမြေမြေပေါ်မှာရှိကျင်တော့ကျွန်တော်တို့က rubber band တွေကိုချပြီးတော့စိုက်ပျိုးလာတယ်စိုက်ပျိုးလာတော့နှစ်နှစ်တာလောက်ရှိတဲ့အချိန်မှာသူကဒီအချိန်ရောက်တော့မှမိဝင်ရှို့လိုက်တာပေါ့ရှို့တော့ရွာသူရွာသားတွေအခုအခက်အခဲဖြစ်တယ်စိုက်တော့ရင် သူ့ဟိုအရင်တည်းကရွာသူရွာသားတွေကိုနှိပ်စက်ထားတာကြီးတိုက်တဲ့စီးနှင်းသူလှုပ်ထားတာကြီးဟာအခုကျွန်တော်တို့ရဲ့ဆန္ဒထုတ်ဖော်ပွဲမှာအဲ့ဒီရွာသူရွာသားလယ်သမားတွေတောင်သူလယ်သမားတောင်သူတွေဒီလိုဘာကုတ်ထင်ကုတ်လူရန်စားတွေမိသားစုလိုက်အလဟသက်ချိတ်ချောက်ခံရတဲ့လူတွေရပါဒီအောင်မခံနိုင်တော့ဒီဆန္ဒထုတ်ပေါ်ပေါ်မှာပူပေါင်းပြီးတော့ဒီလိုမှမပြောရင်သူတို့ဘဝတွေဒီလိုပဲအပေါ်ကမသိပဲနဲ့ဒီတော့ထဲမှာဒုက္ခရောက်နေလို့ဒီဟာကိုလာထုတ်ပေါ် စာဘူးတုံးကြီးရွာပါဝင်ရွာ6ရွာကပြည်သူတွေဝါခုတ်မြစ်ချိုးလုံဆောင်ရင်ဓာတ်တချောင်း7000တောင်းခံခဲ့တဲ့အကြောင်းစစ်တပ်ပိုင်ရွာပါချင်မှာခိုင်းစီပြီးတရက်ကျပ်ငွေ900ရာပေးကြောင်းရွာတွေကိုပြောင်းရွှေ့စေခိုင်းတာတွေလုပ်ကြောင်းဆန္ဒပြသူတွေကဆိုပါတယ်တို့ဒီနေ့ခိုင်းနေဒီမှာတလားလောက်နေမှလဲသူတို့ပေးပေးတာပေးပြန်တော့လဲသူတို့ပေးချင်းတလောက်ပေးတာဥပမာတနေ့ကို900ပေးရင်လည်းပေးတယ်အဲ့ဒီလူတွေလူတို့အနေနဲ့နှိုက်ဆက်မြန်မာခံနေရပါတယ်